မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇမလာ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အဆောက်အုံများမိလောင်နေပြီးတော့တပ်မိသားစုဝင်များပါအလံဖြူထောင်ထားတဲ့ဗီဒီယိုဖိုင်ကို AA ဘက်ကမနေ့ကညပိုင်းကထပ်မံထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားရ၁၈ရက်နေ့ညပိုင်းမှာ AA ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အဆောက်အုံများမိများလောင်ကျွမ်းနေပြီးတော့ စစ်တီများတာမကဘဲနဲ့တပ်မိသားစုဝင်အမျိုးသမီးများကလေးငယ်များပါအလံဖြူထောင်ထားတဲ့မြင်ကွင်းများကို A ဘက်ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ A ကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဆောက်အုံတစ်ခုမိလောင်နေတာကို drone နဲ့ရိုက်ကူးထားရမှာအဲ့ဒီအဆောက်အုံဟာစစ်ရုံးအဖြစ်နဲ့အသုံးပြုတဲ့နေရာဖြစ်ကြောင်းတပ်တွင်းသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဒီဇင်ဘာလ16ရက်နေ့ကပထမဆုံးထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့အလံဖြူထောင်လက်နက်ချတဲ့စစ်တုံးဘန်းများရဲ့မြင်ကွင်းများကိုအဓိကထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဒီဇင်ဘာလ18ရက်နေ့မှာဒုတိယအကြိမ်ထုတ်ပြန်လာ လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပထမချိန်ထုတ်ပြန်ခဲ့တဲ့အချိန်ကပါဝင်ခဲ့တဲ့စောစောအလံဖြူထောင်းရင်စောစောအသက်ရှင်ကြာရစ်စေမယ်မိသားစုဆွေမျိုးတွေနဲ့စောစောတွေးဆုံရလိမ့်မယ်ဆိုတဲ့စာသားနဲ့အင်္ဂလိပ်လို No early surrender in white flag No happy new year စောစောစီစီအလံဖြူထောင်းလက်နက်မချရင်ပျော်ရွှင်စရာနှစ်သက်ရှိလိမ့်မှာမဟုတ်ဘူးဆိုတဲ့အင်္ဂလိပ်စာသားကိုလည်းဒုတိယအချိန်မြောက်ဗီဒီယိုဖိုင်မှာထပ်မံထည့်သွင်းထားပါတယ်တက်တွင်းသတင်းအင်းအင်းမြစ်ရဲ့အပြောဆိုအရာ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းထဲမှာဆက်လက်ပြီးတော့ခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေယာနဲ့ချီကြန့်ရှိနေပြီးတော့တပ်မိသားစုဝင်များလည်းဆက်လက်ပြီးတော့ပိတ်မိနေစေဖြစ်ကစစ်ကောင်စီကစစ်ကူပေးဖို့နိုင်ခြင်းမရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲတရင်ကတော့ရခိုင်ပြည်နယ်အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာတကြုံမဲ့သူမရှိတဲ့အတွက်ဒေသခံပြည်သူတွေရဲ့လောင်းနေအပါအဝင်စစ်သားအလောက်အများပြားဟာ ပုတ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမ်းမြိုသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့တွင်းမှာပိတ်မိနေတဲ့ဒေသခံတွေသိမ်းဆုံးမှုများရှိခဲ့ပြီးတော့အလောင်းမကောက်နိုင်ခဲ့ဘူးလို့ပြောဆိုထားပါတယ်။အဓိကကတော့လေရင်ကမြို့ကိုဘုံကျဲတော့အရက်သားတွေတေးတာများတယ်။လက်နက်ကြီးကြလို့တေးတာတွေလည်းတွေ့ခဲ့ရတယ်။ တနတ်ဒိုင်ယာတွေနဲ့တင်နေတဲ့အလောင်းတွေလည်းပါပါတယ်ပုတ်ပွားပြီးတော့ရစရာတော့မရှိတော့ဘူးအမျိုးသမီးအလောင်းတွေလည်းပါတယ်တက်ကြီးရွယ်ဦးကအစအမျိုးသားတွေကပုံများတယ်မျိုးထဲမှာပိတ်မိနေတဲ့သူတွေပါလို့ပြောဆိုထားပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာတေဆုံနေတဲ့စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေလည်းရာချီပြီးတော့တွေ့ခဲ့ရတယ်လို့ပြောဆိုထားပါတယ်ယာယီစစ်ဆေးရုံအထက်ကနှစ်မှာရော ဂန့်ကောတထောင်ဖျားအောက်မှာမှာဆိုရင်စစ်သားအလောင်းတွေပုံများပါတယ်တကြုံမဲ့သူမရှိတော့ဒီတိုင်းအလောင်းတွေကပုတ်ပွားနေတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်ဒေသခံပြည်သူတွေရဲ့အလောင်းတွေနဲ့စစ်သားအလောင်းတွေကိုမြို့သိရက်ကွက်ကဲဆယ်ရိတ်စခန်းပတ်ဝန်းကျင်ပဲပရုံကျေးရွာအောက်ရွာ ဂတ်ဘော်တထောင်ဖျားအောင်လေရင်ခွင်းမျိုးဟောင်းနောက်ဘက်ကဌာနချုပ်အနီနာအမတ်နဲ့ယာယီစစ်ဆေးရုံဖွင့်ခဲ့တယ်အထက်ကနဲ့ကျောင်းပတ်ဝင်းကျင်တွေမှာတွေ့ခဲ့ရတယ်လို့ပြောဆိုထားပါတယ်အမ်းမျိုးတိမ့်တိုက်ပွဲဟာအလွန်ပြင်းထန်နေပြီးတော့နှစ်ဖက်လက်နက်ကြီးအသုံးပြုမှုအများဆုံးဖြစ်တယ်လို့စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်တိုက်ခိုက်မှုဟာလည်းအလွန်ပြင်းထန်ခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဂွားမျိုးကိုထိုးစစ်ဆင်တိုက်ခတ်နေတဲ့အရခတက်တော် AA ဟာဂွားမျိုးနဲ့ငတိုင်းချောင်းကြားမှာရှိတဲ့ရိုးမကျော်လမ်းကိုဖြတ်တောက်ပိတ်ဆို့လိုက်ပြီးတော့ဒေါင်းချောင်းဂိတ်အနီးမှာမနေ့ကဒီဇင်ဘာလ18ရက်နေ့နေ့လယ်အချိန်မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေသတွင်းမှာစစ်ရေးအခြေအနေစောင့်ကြည့်သူတဦးက AA ကရိုးမကျော်လမ်းကိုအလဲကဖြတ်တောက်လိုက်တဲ့သဘောလို့ယူဆလို့ရတယ်။အခုတိုက်ပွဲဖြစ်နေတဲ့ဒေါင်းချောင်းဂိတ်ကဂွားမျိုးဘော်ကနေ10မိုင်အကွာမှာတည်ရှိနေတဲ့စစ်စေးရေးဂိတ်ပါ။ အဲ့ဒီအကြော်နားလေးမှာမနေ့ကနေ့လယ်ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်အရခတ်တက်တော်ဟာဂွငါတိုင်းချောင်းရိုးမပေါ်မှာရှိတဲ့ကားလမ်းကိုဖြတ်တော့ကငါတိုင်းချောင်းဘက်ကိုစိတ်ကူမလာနိုင်အောင်လို့အဲ့ဒီလမ်းပိုင်းကိုဖြတ်တော့ပိတ်ဆို့လိုက်ပုံရတယ်လို့ဆက်လက်ပြောဆိုထားပါတယ် ဒီရိုးလန်းကိုဖျက်တောက်တာက ARD တိုင်းဘက်ကစစ်ကူတွေမလာနိုင်အောင်လို့ဖျက်တောက်တာလို့ယူဆနိုင်တယ်လို့ရခိုင်နဲ့ ARD တိုင်းအဆက်မှာရှိတယ်နှစ်5မိုင်ဘီတာစစ်စေးရေးဂိတ်ကိုဝေတိုက်ဖို့အတွက်ရည်ရွယ်ချက်လည်းဖြစ်နိုင်ပါတယ်စစ်ရေးအခြေအနေအရဒီအတိုင်းဆိုရင်ရိုးလန်းကနေစစ်တပ်ကိုဖျက်တောက်ဖို့မလွယ်တော့ဘူးတစ်ဖက်မှာလည်းဂွားကိုဖျက်တောက်ပိတ်ဆို့ထားလိုက်တဲ့သဘောလို့ပြောလို့ရတယ်လို့ပြောဆိုထားပါတယ်ဂွားနဲ့ငတိုင်းချောင်းကားလမ်းပေါ်မှာ ွားကနေ10မိုင်အကွာမှာဒေါင်းချောင်းစစ်စေးဂိတ်ရှိပြီးတော့25မိုင်ခန့်အကွာမှာဘေတာဂိတ်ရှိတယ်လို့သိရပါတယ်ဘေတာဂိတ်ဟာကွာနဲ့ငတိုင်းချောင်းမြို့နယ်အဆက်မှာတည်ရှိပြီးအဲ့ဒီဘေတာဂိတ်အနီးမှာအမြောက်တပ်စခန်းတစ်ခုကိုယာယီစခန်းချထားတယ်လို့သိရပါတယ်အရခတ်တက်တော်အေအေဟာမနေ့ကမနက်ပိုင်းကရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ကွားမျိုးတဲကိုထိုးပဝင်ရောက်လာပြီးတဲ့နောက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်တယ်လို့သတင်းရရှိထားပါတယ်အေးအေးဟာဂွားမျိုးတဲကိုဘသူမှမထင်မှန်းထားတဲ့ကန္နာလန်ဘက်ကနေဝင်ရောက်လာပြီးတော့လေရင်ခွင်းဟောင်းနဲ့ကန်းချေဦးရက်ွက်တို့မှတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်အေးအေးတပ်ဖွဲ့ဝင်များဟာ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ခမရ963တဲရင်တွေကအဆောက်အဦများမိလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။စစ်တပ်ကပြန်ပစ်တဲ့လက်နက်ကြီးကြီးများဟာမိသက်အဆောက်အဦကိုထိမှန်ပြီးတော့၎င်းတို့အဆောက်အဦပြိုကျပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ခမရ96နှစ်အနီးမှာတမန်ခုံးရက်ကွက်မှာလည်းလက်နက်ကြီးများကြောက်ရောက်ပောက်ကွဲမှုကြောင့်မိလောင်ကျွမ်းမှုများရှိနေကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီခရိုင်အုတ်ဖုံမြို့နယ်မှာပြူစောတိနှစ်ဦးကိုဖမ်းဆီးထားရာ အချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၃ရက်နေမနက်၉နာရီခန့်အချိန်မှာအုပ်ဖို့မျိုးနဲ့အေးမြတာယာမျိုးအမတ်၁၀ရက်ကွက်နေပြူစောတိအရှိကြီးနဲ့ဝေလင်းတို့ဟာစင်ကူးရွာဘက်ကနေဘကိုးရုံမှဒဲကိုစစ်တပ်စစ်ကြောင်းထိုးရန်လမ်းကြောင်းရှာခြင်းတော်လိုင်းတပ်ဖွဲ့များအကြောင်းကိုသတင်းစုံစမ်းရန်စိုက်ကန်နဲ့ထွက်လာတဲ့အချိန်တာယာဝတီခရိုင်တိုင်ရင်၃၈၃ညနဲ့တပ်ခွဲ၅ကတွက်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးပြီးတဲ့နောက်၎င်းတို့နှစ်ဦးကိုနောက်တန်းစခန်းမှာစစ်ဆေးမေးမြန်းရန်ထိမ့်သိမ်းထားတဲ့ အချိန်ဒီဇမလ12ရက်နေ့မနက်၄နာရီအချိန်မှာစခန်းကနေထွက်ပြေးသွားတဲ့အတွာလိုက်လံဖမ်းဆီးကပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသူပြူစောတိအရှိကြီးနဲ့ဝေလင်းတို့ဟာအိနာတာယာမြို့နေနာမည်ကြီးပြူစောတိခေါင်းဆောင်ဝနရဲ့လက်ယုံတပည့်များဖြစ်ကြပြီးတော့ပြည်သူများအားအကြောင်းမျိုးမျိုးပြကဖမ်းဆီးရိုက်နှက်ခြင်းလူငယ်များအားပေါ်တာဆွဲဖမ်းဆီးခြင်းတော်လိုက်တပ်ဖွဲ့များရဲ့တရင်များကိုထောက်လန်းပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုပြေးပို့ခြင်းများကိုလှုံ့ဆော်နေသူများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းကြံကင်းမြို့နယ်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစစ်မှုထမ်းအတွက်တပ်သားတက်ရှာမပေးနိုင်ပါကရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များအနေနဲ့လူသားထုတ်မဲ့တပ်သားတက်တဦးအတွက်ငွေကျပ်85သိန်းပေးသွင်းရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြံငင်းမြို့နယ်အတွင်းမှာစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်လူမပြည့်မီတဲ့အတွက်ကြောင့်ရက်ကြီးအုပ်ချုပ်ရေးမှုများကပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေကြတယ်လို့သိရပါတယ်။ဒါပေမဲ့မြို့နယ်ထွေအုပ်နဲ့စစ်တပ်ကတောင်းတဲ့လူဦးရေအရေးအတွက်ကိုတော့ပြည့်မီစွာမရရှိကြဘူးလို့ပြောပါတယ်။ လူငယ်များဟာလည်းကြေးရွာများမှာမနေကြတော့ဘဲထိုင်းနိုင်ငံဘက်ကိုတရားဝင်တဲ့နီးနယ်ရောတရားမဝင်တဲ့နီးနယ်ရောနီးလန်းပေါင်းစုံနဲ့ထွက်ခွာနေကြတဲ့အတွက်တပ်သားတပ်များရှာမရတဲ့ပြဿနာဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါကြောင့်ကြံငယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစစ်မှုထမ်းအတွက်လူရှာမပေးနိုင်တဲ့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့များအနေနဲ့ တပ်သားတအုပ်အတော်လူစားထိုးရန်ငွေကျပ်85သိန်းပေးသွင်းရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။မိမိတို့ရဲ့ရက်ရွာများအတွင်းကငွေကြေးများကောက်ခံပြီးတော့တပ်ဆိုင်ရာမျိုးနယ်နဲ့စစ်တပ်ထံကိုပေးသွင်းရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အခုရက်ပိုင်းတွေမှာကြံကင်းမြန်အောင်ဘက်မှာညဘက်လူငယ်တွေတော်တော်အဖမ်းခံနေရတယ်။ကြံကင်းမြို့နယ်တွေကမြို့နယ်နီးနဲ့ရွှေပန်းတော်အုပ်စုကအုပ်ကြီးပေါက်ဆာကရွာဘက်ကလူငယ်တွေတရင်ပေးလို့တနဲ့ရဲကလာဖမ်းတာနှစ်ခါသုံးခါရှိနေပြီလူငယ်တွေကတရင်ရလို့ရှောင်းတာမြန်တော့အဖမ်းမခံရဘူးအခုဆိုနေဘက်မှာလည်းလိုက်ဖမ်းနေတာ ကြိုသိပြီးပြီးတော့သူတို့မှလည်းလူမရဘူးဖြစ်နေတယ်အဲ့ဒါရွှေဘန်းတော်အုပ်စုကလူမပေးနိုင်ဘူးဆိုပြီးတော့မြို့နယ်ကငွေသွင်းခိုင်းနေတယ်လူတယောက်ကို85သိန်းဈေးစစ်တော့82သိန်းနဲ့တဲ့တယ်အဲ့ဒါဆယ်အိမ်မှုယာယီမှုတွေကရွာမှာလှည့်ပြီးတော့ငွေတွေလိုက်စုနေတယ်ငွေပေးပေမဲ့လည်းပေါ်တာကထင်းတယ်လို့ဆွဲနေတော့စိတ်မချရဘူးဖြစ်နေတယ်လို့ရွှေဘန်းတော်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးပေါက်ဆနဲ့နီးစပ်သူတို့ကပြောဆိုထားပါတယ်အလားတူပဲ မြန်အောင်မြို့နယ်နတ်ပီတီကျေးရွာမှာလဲအုတ်ချုပ်ရေးမှုနိုင်လင်းဦးကတပ်သားတဲ့အဖြစ်နဲ့လူငယ်တအူးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မိသားစုဝင်များကငွေကျပ်360ကျော်နဲ့၎င်းတို့ရဲ့တားဖြစ်သူကိုစစ်တပ်ထဲမသွင်းရန်ပြန်လည်ရွေးယူခဲ့ရတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုမလုပ်ခင်က ကြပန်းအလုပ်တွေလုပ်ကင်နေရတဲ့အုတ်ချုပ်ရဲမှုနိုင်လင်းဦးဟာယခုခါမှာအိမ်ပိုင်းလဲပိုင်းထွန်ဆက်ပိုင်းနဲ့တထေးဘွားကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကြံကင်းမြို့နယ်မှာစစ်တပ်ရဲပြူစောထီးရက်ွက်ကြေးရွာအုတ်ချုပ်ရဲအဖွဲ့များနဲ့ကြံဖွတ်တို့ကပူးပေါင်းပြီးတော့မြို့အဝင်ထွက်လုံခြုံရေးများကိုတင်းကျပ်ကာစိုက်ကံများကိုဖမ်းဆီးဆက်ဆဲငွေကြေးတောင်းခံခြင်းကုန်ပစ္စည်းများတင်ဆောင်လာတဲ့ကားများကိုစက်ကြေးကောက်ခံခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲ့ဒီကနေရရှိတဲ့ငွေကြေးများဟာမြို့နယ်ရန်ပုံငွေဆိုပြီးတော့ ခွဲဝေယူနေကြတယ်လို့သိရပါတယ်။ဆိုင်ကယ်နဲ့ရွာတွေကိုလက်ပတ်ပြီးဈေးရောက်နေတဲ့ဈေးတယ်တွေဆိုရင်လူလိုင်းစင်ရင်းလိုင်းစင်ဘယ်အဆုံရှိမှလဲ။တစ်ခုရှိရင်တစ်ခုမရှိတော့အဖမ်းခံရတဲ့သူကများတယ်။တယောက်မိရင်ငွေက3000လေး ဈေးလက်ရောင်းလို့ဈေးရောင်းကောင်းတဲ့နေ့မှာတထောင်ခွဲတထောင်လောက်ပဲရတာအဲ့ဒါလေးနဲ့မိသားစုစားနေရတာစိုက်ကယ်ဖမ်းခံရတဲ့နေ့ဆိုရင်3000ဆိုတော့ရတဲ့အမျက်ရောအရင်းတွေကကောအကုန်ပါသွားရောတချို့အမျိုးသမီးတွေဆိုရင်ငိုယိုပြီးတော့တောင်းပန်နေကြရတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ကြံငင်းမျိုးနဲ့နဲ့မြောင်မျိုးနဲ့တို့မှာထွေအုပ်ရဲနဲ့စစ်တပ်တို့ကပြည်သူလူထုအပေါ်မတရားငွေကြေးများတောင်းခံမှုများနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့ထိပ်ပိုင်းထံကိုပြည်သူများကတိုင်ကြားကြတော့လေတစုံတရာအေးအေးယူခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များပျောက်ဆုံးမှုများတဖြည်းဖြည်းနဲ့များပြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာဂီတာမျိုးနဲ့အမှတ်9ရပ်ကွက်မှာနေထိုင်တဲ့အသက်26နှစ်အရွယ်မောင်ကျော်ဆိုးဟာ ရန်ကုန်မြို့အတွင်းမှာ delivery ပို့ဆောင်ရေးအလုပ်သမားအဖြစ်နဲ့လုပ်ကိုင်နေသူဖြစ်ပြီးတော့ဒီဇမလာ14ရက်နေ့ညပိုင်းမှာအလုပ်ကနေပြန်မလာတော့ဘဲနဲ့ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။မောင်ကျော်စိုးရဲ့မိသားစုဟာစကိုင်းဘက်ကနေပြောင်းရွှေ့လာသူများဖြစ်ပြီးတော့ရန်ကုန်ဘက်ကိုရောက်တာဟာတနစ်ခန့်သာရှိသေးကြောင်းမိခင်ဖြစ်သူကတိုင်ကြားလာပါတယ်။ မနေ့9နာရီဆိုသားကထွက်သွားပြီးတော့ည9နာရီလောက်ဆိုပြန်လာတာပဲဒီဇင်ဘာလ14ရက်နေ့ကတော့ပြန်မရောက်လာတော့ဘူးသူ့ကိုဖုန်းဆက်ကြည့်တော့လဲစက်ပိတ်ထားတယ်အလောက်ကနေအိမ်ပြန်လာရင်းနဲ့စစ်မှုထမ်းအဖြစ်နဲ့စုဆောင်းခံလိုက်ရတယ်လို့တော့ကြားတယ်မေးကြည့်တဲ့လောက်ကဘာမှလည်းရေရေရာမသိရဘူးလို့မိခင်ဖြစ်သူကပြောကြားထားပါတယ်ရန်ကုန်တိုင်းအတွင်းမှာစစ်မှုထမ်းအပတ်စဉ်၈အတွက်လူပြည့်မီခြင်းမရှိသေးတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများအလွန်များပြားနေတယ်လို့သိရပါတယ်အထူးသဖြင့်ရန်ကုန်တိုင်းထွေအုပ်ကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်း ကျမ်းမာတန်ဆွမ်းတဲ့လူငယ်များဟာနိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်မြည်သည့်နေရာမြည်သည့်အချိန်မှမစိုးခေါ်ယူနိုင်ကြောင်းအခုလိုခေါ်ယူမှုဟာပြည်သူစစ်မှုထမ်းဥပဒေနဲ့ညီညွတ်မှုရှိကြောင်းအတိပေးညွှန်ကြားစာကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ရန်ကုန်မြို့မှာပေါ်တာဆွဲဖမ်းဆီးမှုတရင်များဟာတောက်လျှောက်ဆိုးသလိုထွက်ပေါ်လျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။လူမှုကွန်ရက် Facebook မှာလည်းလူပြောက်ကြောင်များကိုမြင်တွေ့နေရပြီးတော့အသက်35နှစ်အရွယ် ဥချစ်မျိုးညီဟာလဲဒီသမားလာ73ရက်နေညနေ6နာရီရုံးကနေအိမ်ကိုပြန်လာတဲ့အချိန်အိမ်ကိုပြန်မရောက်ပဲလမ်းမှာပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်ဒီသမားလာ73ရက်နေညနေ6နာရီကမှဖုန်းအဆက်အသွယ်ရရှိခဲ့ပြီးတော့နောက်ပိုင်းမှာတော့အဆက်အသွယ်မရတော့ပဲယနေ့ထိတိုင်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်ဒေါ်ဘုံရဲစခန်းမှာလူပြောက်တိုင်ကြတာကြောင့်ဇနီးဖြစ်သူအီချောအကောင့်ပိုင်ရှင်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်အလားတူပဲရွှေပြည်သားမြို့နယ်အမှတ်9မြင်းလောက်နှစ်ရက်ကွက် တစင်ပန်းကြလန်းနေအသက်26နှစ်အရွယ်မောင်မြတ်မင်းသူဟာဒီဇင်ဘာလ15ရက်နေ့ညနေ9နာရီခွဲအချိန်မှာမုံသွားဝယ်ရာကနေပျောက်ဆုံးသွားတဲ့အတွက်တွေ့ရှိပါကမိသားစုထံကိုဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့တကွာကြီးညာထားတာကိုတွေ့ရပါတယ်။ဒါအပြင်မန္တလေးတပိတ်အင်အားစုကလည်းဒီဇင်ဘာလ10ရက်နေ့ကနေဒီဇင်ဘာလ15ရက်နေ့အထိနှစ်ပတ်တာကာလအတွင်းမှာမန္တလေး9မြို့နယ်ကလူငယ်125ဦးကိုစစ်တပ်ကစစ်မှုထမ်းရန်စုဆောင်းသွားကြောင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။အောင်မြေသာဇံမြို့နယ်က22ဦး၊ချမ်းအေးသာဇံမြို့နယ်က9ဦး၊မဟာအောင်မြေမြို့နယ်က9ဦး၊ချမ်းမြသာစီမြို့နယ်က9ဦး၊ပြည်ကြီးတကွန်မြို့နယ်က36ဦး၊အမရပူရမြို့နယ်က18ဦး ပသိမ်ကြီးမြို့နယ်က34ဦးစုစုပေါင်း125ဦးကိုစစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးခံခဲ့ရတယ်လို့យေတာထားပါတယ်စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဖမ်းဆီးရမှာနေ့ညအချိန်မရွေးဘဲဖမ်းဆီးခြင်းညအချိန်မတော်အစင်းဥပဒေကိုအကြောင်းပြပြီးတော့ဖမ်းဆီးခြင်းများကိုဇက်တိုက်ပြုတ်လုလာတယ်လို့မန္တလေးတပိတ်အင်အားစုကသတိပေးထားပါတယ်ဒါကြောင့်မန္တလေးမြို့မှာနေတဲ့လူငယ်လူထုအနေနဲ့အချိန်မတော်နေအိမ်ရဲ့ပြင်ပကိုသွာလာခြင်းမလို့အပဲနဲ့ခရီးသွာလာခြင်းပျော်ပွဲရှင်ပွဲများကိုသွာလာခြင်းများကိုတတ်နိုင်သမျှရှောင်ကျဉ်တင်ကြောင်း တတိပေးထားပါရယ်အကြမ်းမဆက်တိုက်ရယ်မတရားဖန်စီစစ်မှုထမ်းခြင်းကိုမခံရစေရန်မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီရန်တရားလှုပ်ရှားမှုများကိုမျက်ခြေမပြတ်လေ့လာအကဲခတ်ပြီးတော့အန်ဒီရဲ့တစုံတရာကြောက်ရောက်လာနိုင်တဲ့အခြေအနေရှိပါကကြိုတင်ရှောင်ရှားထားကြရန်လိုအပ်ကြောင်းလည်းပြောဆိုထားပါရယ် မိသားစုနဲ့ချင်းချောက်အကြက်ကင်ချင်းမျိုးမလွဲမရှောင်သာတဲ့အခြေအနေများနဲ့ကြုံတွေ့ရပြီးတော့တပ်သားတဲ့စုဆောင်းခံရမယ်ဆိုပါကကြိုတင်ပြင်ဆင်ခြင်းရတဲ့အခြေအနေမှာလိုအပ်တဲ့ပြင်ဆင်မှုများကိုပြင်ဆင်ထားကြပါရန်မိမိတို့နေရာပတ်ဝန်းကျင်လက်လန်းမီတဲ့နေရာများမှာမတရားဖမ်းဆီးခံရမှုများရှိပါကသတင်းပေးပို့ကြရန်မန္တလေးတပိတ်အင်အားစုကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ